မြန်မာနိုင်ငံရဲ့ကမ်းလွန်လောက်ွက်တွေမှာနှစ်ဖက်အကျိုးတူပိုးပေါင်းပြီးရေနံနဲ့တဘာဝဓာတ်ငွေ့ရှောင်းဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့တူးဖော်ရေးဆိုင်ရာကိစ္စရပ်တွေအမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရင်မြန်မာနဲ့တရုတ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။တရုတ်ပြည်သူသမ္မတနိုင်ငံမှာရောက်ရှိနေတဲ့စွမ်းအင်ဝင်ကြီးဌာနပြည်သူ့ဝင်ကြီးဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ဟာအော်တိုဝါ22ရက်နေ့ကဘေကျင်းမြို့မှာရှိတဲ့နိုင်ငံပိုင် China National Oil and Gas Exploration and Development Corporation CNODC ဧကမအဆောင်မှာ CNODC ဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့နဲ့တွေ့ဆုံစဉ်အခုလိုဆွေးနွေးကြတာဖြစ်တယ်လို့သိရပါတယ်။ တွေ့ဆုံစင်မှာပြည်တော်စုဝင်ကြီးကမြန်မာနိုင်ငံရဲ့အလားအလာကောင်းမွန်တဲ့ကမ်းလှမ်းလောက်ွက်တွေမှာနှစ်ဖက်အကျိုးတူပိုးပေါင်းပြီးရေနံနဲ့တဘာဝတံငွေရှောက်ဖွေတူးဖို့ထုတ်လုပ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ရေးကမ်းလှမ်းအစီအမံကိန်းတွေနဲ့ဆက်လင်းပြီးစီမံခန့်ခွဲမှုစီဝိုင်းနဲ့ဥပဒေရေးရာကဏ္ဍတွေမှာသင်တန်းတွေဆင်လွတ်ပြီးသင်ယူလေ့လာရေးနှစ်ဖက်နီးကပ်စွာထိတွေ့ဆက်ဆံနိုင်ရေးအတွက် working group တွေအပြန်အလှန်ဆင်လွတ်ရေးမြမစွာရင်ကဏ္ဍမှာလိုအပ်လျက်ရှိတဲ့လူဆွမ်းအရင်းအမြစ်ဖွံ့ဖြိုးလာစေရေးအတွက်လိုအပ်တဲ့အကူအညီဖြည့်ဆည်းပေးနိုင်ရေးတို့နဲ့ဆက်လင်းပြီးဆွေးနွေးခဲ့တယ်လို့သိရပါဗျာ။ အဲ့နော် Canadian Foresight Group CFG နဲ့ China Wi-Fi Services Limited COSN တို့ရဲ့ဥက္ကဋ္ဌတွေဦးဆောင်တဲ့အဖွဲ့နဲ့တွေ့ဆုံပြီးနှစ်ဖက်အလားအလာကောင်းမွန်တဲ့ကမ်းလွန်လောက်ကမှာတူဖို့ရေးဆိုင်ရာကိစ္စရပ်တွေအမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အော်တိုဝါ21ရက်ကလည်းပြည်တော်စုဝင်ကြီးဟာ CNPC ဒုဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့နဲ့ဗေကျင်းမြို့မှာရှိတဲ့နိုင်ငံပိုင် CNPC အကမဆောင်မှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။